တိုင်းပြောင်းမြန်မာအားနှစ်ချက်ပညာရအနေနဲ့လုံးဝမရှိဘူးဒါပေမဲ့ထောင်ပေါင်းများစွာသောလက်ခံဒုက္ခဒါနဲ့လက်ခံဒါတလက်ခံလှန်ရှိခန်းတွေကို အစင်တိုင်းအစင်တိုင်းမှာ muscle memory ဆိုတဲ့ကြွတားအလိုလျောက်တုံ့ပြန်တဲ့အထိတိုင်းသမားတွေတိုင်းကြတွေအနေနဲ့ဒီဘက်ခင်မှာမကျက်နိုင်ကြတော့ပါဘူးအဲ့ဒီမှာပဲအားနေချက်ဖြစ်လာပြီးတော့တိုင်းရောင်းပြန် ပညာရကြီးကိုအစအလယ်အဆုံးပြည့်ပြည့်စုံအောင်မလေးချင်းနိုင်ကြတော့တဲ့အတွက်ပျောက်ကွယ်သွားနိုင်တဲ့အနေအထားမှာရှိပါတယ်ပထမအဆင့်မှာပဲတခြားသောတိုင်းပညာရက်တွေလိုမျိုးလက်နဲ့တခါကာရင်တစ်ချက်တစ်ခွက် ခြေနဲ့တခါကန်ရင်တစ်ခွက်ဓာတ်နဲ့တစ်ချက်ခုတ်ရင်တစ်ခွက်ဓာတ်မျိုးတခါလုံတိုင်းတခါလုံတိုင်းမှာဒါတစ်ခွက်ပြတ်မှတ်နေမယ်ဆိုရင်တိုင်းပြောင်းပြန်မှာပထမအဆင့်လက်ခံပါတယ်ယာနဲ့ခြေပြီးတော့ရှိတယ်ဗျာ ။ဥမာပဲခုံးမခွဲဆိုတဲ့ခြေခွက်နှစ်ခွက်ပါတယ်။လေးမျိုးရှိတယ်။ပဲတက်ခုံးမခွဲမှာ၄မျိုး၊ဘဲညာဆိုရင်၈မျိုး၊ပဲတက်ခုံးခတ်ခုံးမခွဲမှာဆိုရင်၆မျိုး၊ဘဲညာဆိုရင်၁၂မျိုး၊ပဲတက်ခုံးအောက်ခဝိုက်ခုံးမှာဆိုရင်၆မျိုး၊ဘဲညာဆိုရင်၁၂မျိုး၊ပဲတက်ထုံးမခွဲမှာဆို၄မျိုး၊ဘဲညာဆိုရင်၈မျိုး၊ပဲတက်ထုံးအောက်ခပင်ထုံးမခွဲမှာဆိုရင်၆မျိုး၊ဘဲညာဆိုရင်၁၂မျိုး၊၃ခွက်မှာဆိုရင် ဲ့မှာတင်ပေါင်းကြည့်လိုက်တင်ကားသာပေါင်းနေအများကြီးဖြစ်လာပြီဒါနဲ့လည်းကမှဆိုရင်လည်းပင်းခုတ်ဆလွယ်ခုတ်အောက်ခုတ်ခွဲခုတ်မှာဆိုရင်လေးမျိုးပင်းခုတ်တက်ထဆလွယ်မှုတက်ဝက်ထဆလွယ်မှုလေယိုးဆောင်တော့ပင်းဆလွယ်ဒါမျိုးတင်ကားသာတက်ခန်းဟိုတကွက်ကို တက်ခန်းတကွက်ကိုတင်ကားသာတမျိုးပြတ်တတ်မှမယ်ဆိုရင်ယာနဲ့ချီပြီးတော့မှရှိတယ်ဒါပထမဆင့်ပဲရှိသေးတယ်နော်ဒီလိုရာနဲ့ထောင်နဲ့ခြည်တဲ့လှုပ်ရှားမှုတွေအတွက်ကြွက်သားမမှုတွေရဖို့ဆိုရင် ညံကောင်းပြီးဖိုက်တာသမားတယောက်လိုမျိုးစိတ်ရှိတဲ့သူတွေဆိုရင်တော့မှလက်ရင်တဲ့သူတွေဆိုရင်တော့မှအနည်းဆုံးအချိန်90တရားညံတဲ့သူကြောက်တတ်တဲ့သူဖိုက်ဆက်မရှိတဲ့သူတွေစိတ်အားငယ်တတ်တဲ့သူတွေဆိုရင်အနည်းဆုံး1000ကနေ1000လောက်ထိကျင့်ဖို့လိုမယ်ဗျ1000ပြည့်ဖို့ဆိုရင်ဘယ်လိုကျင့်ရမလဲဘယ်လောက်ကျင့်ရမလဲဆိုတော့မင်းနေကြတော့မလိုတော့ဗျတိုင်းလုံးမြန်ရဲ့ထူးခြားချက်ကဥမာရှိခဲ့တော့လေစစ်တူကြီးရေရှိရဗျအဲ့တော့တို့ကကြောက်တတ်တဲ့လူအားငယ်တဲ့လူတရေဘောကြောင်တဲ့လူတွေကို အခက်ခဲဆုံးအကြမ်းတမ်းဆုံးအဆိုးဝါးဆုံးလမ်းတွေမှာခေါ်သွားလေရှိတယ်ဘာလို့လဲဆိုတော့အဲ့လိုခေါ်သွားမှသာပင်ပန်းတဲ့အခါဆင်းရဲတဲ့အခါဒုက္ခရောက်တဲ့အခါတေးတာတော့မကြောက်တော့တဲ့စိတ်တွေဖြစ်လာတယ်ဘယ်လိုကတရက်စာရိတ်ခါရပြီဟေးတက်ကြအဲ့ဒီမှာတွေးသည်များမဲမဲမြင်သည်များရန်သူလိုတတ်မှတ်ပြီးတော့ရအောင်တိုက်ခိုက်နိုင်တော့တာဖြစ်တယ်တရားတည်ရင်တမက်ရပြီအကုန်လုံးကိုတာအဲ့လိုပဲတိုင်းဆရာတွေအနေနဲ့ကြောက်တတ်တဲ့လူဆိုးရိမ်စိတ်ရှိတဲ့လူ တရေဘောကြောင့်တဲ့တပည့်တွေအားငယ်တတ်တဲ့ sparring ဆိုတဲ့အတိုက်တော်မှာမလုံနိုင်တဲ့တပည့်တွေကိုပို့ပြီးမောင်းရတယ်။အဲ့ဒီခါကျရင်တပည့်တွေကပြေရောဗျ။အရင်ခေတ်ကတော့မရောက်လေ။သူကပြေးလေတက်ခံရမှာပဲ။ဒါကြောင့်မလို့ဘရင်တော်ပေါင်ပြတ်ဆိုတဲ့ဇာတ်တိုင်းရန်သူကိုပဲတတ်တော့မယ်။ငါတော့အတတ်မခံတော့ဘူးဆိုတဲ့ရဲရင်စိတ်တွေဖြစ်လာတာဖြစ်တယ်။ဟုတ်ရောဗျ။ကြားစရာပေါင်းလဲရှိရော။ပြေမလားတတ်မလားဒုရဲရောကွာ။အဲတိုင်းပြည်ညာမှာလည်းဒီလိုပဲညာမျိုးချင်းရတာဟုတ်။အဲဒီဘက်ကမှာတော့အဲ့လိုမဟုတ်တော့ဘူး။ ဆရာကနည်းနည်းဆူလိုက်တာပဲဖြစ်ဆရာကနည်းနည်းငေါက်လိုက်တာနဲ့ပဲဖြစ်တင်ကားစာဖောင်တွေကိုလေးချင်ကန်းတွေကိုအတိုက်တွေကိုရှင်းတဲ့တွေကိုခက်ချမ်းချမ်းလှုပ်လိုက်တာပဲဖြစ်တပည့်တွေကပြေရောဗျအဲ့တော့တိုင်းမောင်မြန်ရဲ့ထူးခြားချက်ကကိုမငါးခွက်အတက်စင်းတစ်ချိန်ပြီးမှတစ်ခွက်လို့ခေါ်တာဟုတ်တခါလို့တစ်ခွက်မဟုတ်တဲ့အတွက်အချိန်90ပြည့်အောင်အတက်စင်းလုံနိုင်တဲ့လူကျင့်တဲ့လူဒီဘက်ကမှမရှိသလောက်ရှားသွားပြီဒါကူကတိုင်းမောင်မြန်ရဲ့အားနည်းချက်ပညာအနေနဲ့မရှိပါနဲ့ဒီဘက်ကအချိန်အနေနဲ့လူတွေရဲ့အားနည်းချက်ကြောင့်မဟုတ်တိုင်းမောင်မြန်ရဲ့အားနည်းချက်အဖြစ် ဖြစ်တည်လာတာဖြစ်တယ်ဗျထွင်စရာမလိုပြင်စရာမလိုအစားထိုးစရာမလိုအစမ်းထွင်စရာမလိုပဲဖောင်းချေအောင်ကျင့်ဖို့တောင်မလွယ်တဲ့ပညာတစ်ခုကိုအစွမ်းကုန်ရဖို့ထံကုန်ဖို့ဘယ်လောက်ခက်ခဲမလဲစဉ်းစားကြည့်လိုက်ပါအဲ့ဒါပညာပျောက်တင်နိုင်တဲ့အားနည်းချက်တစ်ခုလို့တော့ကြုံတော့မြင်တယ်ဗျတော့ခင်ဗျားတို့လည်းဘလို့မြင်လဲတော့မသိဘူးကြုံနေနေတော့ကြည့်နေလိုက်တာတိုင်ပြောင်းပြန်မှာပညာအရန်ကောင်းတယ်ချင့်ရမယ်လမ်းစဉ်တွေလည်းအများကြီးရှိတယ်ဒါပေမဲ့တိုင်ပြောင်းပြန်ဝါဒနာရှင်တွေတိုင်ပြောင်းပြန်တမားတွေတိုင်ပြောင်းပြန်ဆက်ရတွေကိုတိုင်ကတနေ့မှတနိုင်ပြအောင်မကျက်နိုင်ကြတော့တာ တွေ့နေရတယ်ကြ။ဒါဟာတိုင်းကြောင်းပြန်ရဲ့ပြီးပြည့်စုံတဲ့သင်္ကန်းစာပေါင်းထောင်ပေါင်းများစွာရှိနေတဲ့ပညာရည်တည်ရှိနေပေမဲ့လူတွေမလိုက်နိုင်တော့တဲ့အတွက်တိုင်းကြောင်းပြန်ရဲ့အားနည်းချက်ဖြစ်တည်လာနေတာပဲဖြစ်တယ်။ခင်ဗျားတို့မြင်နေတယ်လေပြောပြပေးခဲ့ပါအောင်ကျေးဇူးတင်ပါတယ်ဗျာ။